ခမရုဘွားမှာအခုလိုမိဘမျိုးကိုတွေ့ရင်ဘာကြောင့်ဒီလိုလောက်ရတယ်လဲဆိုပြီးအပြေရှာလို့မရအောင်ဖြစ်သွားမှာပါဒီနေ့မှာတော့တကယ်ဖြစ်ရမှန်တစ်ခုကိုရိုက်ပြထားတဲ့ Gay and the Basement ဆိုတဲ့ဇာတ်လမ်းလေးကိုပြောပြပေးသွားမှာပါဇာတ်လမ်းအစမှာဆာရာကအရွယ်ရောက်လာတဲ့လူငယ်တယောက်ဖြစ်တဲ့အလျောက်ဒါစုဓမင်းဝိုင်းကနေပါတီသွားမယ်ဆိုပြီးထားလိုက်တဲ့အချိန်ဖခင်ဖြစ်သူဒွန်းကမသွားရဘူးလို့ဆိုကပြန်ထိုင်ခိုင်းလိုက်ပါတယ် ဆရာမအေမီဆိုတဲ့အမတယောက်လေးရှိပြီးအမဖြစ်သူကတော့မိဘစကားနားထောင်ပြီးလိန်မာတဲ့သူတယောက်ဖြစ်ပါလေဆရာကတော့သူမအဖေတွန်ကပါတီသွားမှုခွင့်မပြုတဲ့အတွက်အခန်းထဲကိုဝင်သွားပြီးပရင်ပေါက်ကနေဆင်းကအစင်းနဲ့စောင့်နေခဲ့တဲ့သူမကောင်လေးနဲ့လိုက်သွားခဲ့ပါလေအဲ့ဒါကိုဆရာရဲ့အမေကသူ့သမီးလေးတကားပိတ်ပြီးစိတ်ကောက်နေတဲ့အထင်အကြောင်းအပြင်ကနေတကားခောက်ခါလန့်ချော့နေပါတယ်။နောက်ကနေဒွန်ကအခန်းတော့ယူကရောက်လာခဲ့ပြီးဖွင့်ကြည့်လိုက်တဲ့အချိန်မှာတော့သူတို့သမီးမရှိတာကိုတွေ့သွားခဲ့ရပါတယ်။ ဂျုံကတော့သူသမီးပြန်လာမလားဆိုပြီးပဒင်းဘောက်ကနေစောင့်ကြည့်နေပေမဲ့စာသာကတော့တစ်ဖက်မှာသူမကောင်လေးနဲ့တူကြည်နူးနေခဲ့ပါလေ။နောက်နေ့မနေ့ရောက်မှစာသာတို့သမီးသားနှစ်ယောက်ကပြန်လာခဲ့ပြီးဂျုံကတော့အိမ်ထဲကနေသူသမီးလေးပြန်လာတာကိုစောင့်ကြည့်နေခဲ့ပါလေ။အရင်နောက်ဒွန်ကသူသမီးကိုစူးခဲ့ပြီးဆက်ရှင်နှစ်ပြည့်ရင်ကိုပိုင်ဆုံးဖြတ်ချက်ချလို့ရတာကြောင့်ဆာရာကဆက်ရှင်နှစ်ပြည့်တာနဲ့အိမ်ကနေထွက်သွားတော့မယ်ဆိုပြီးသူမအဖေကိုပြန်ပြောပါလိမ့် အဲဒီနောက်ဆက်ချင်းနစ်ပြတာနဲ့မိဘတွေထိန်းချုပ်ခွင့်မရှိတော့တာကြောင့်တကယ်ထွက်သွားတော့မှဆိုပြီးဆာရာကသူမအမေနဲ့အမဖြစ်သူကိုပြောနေခဲ့ပြီးဒွန်းကအခန်းပြင်ကနေကြားသွားခဲ့ပါတယ်။အဲဒါကြောင့်ဒွန်းကသူတို့အရင်မြေရောက်ခန်းကိုသွားကသူသမီးကိုဘလို့ထိန်းရမလဲဆိုပြီးအကြံသွားထုတ်နေခဲ့ပါတယ်။ခဏကြာအဲဒီမြေရောက်ခန်းထဲမှာဒွန်းကလွဲပြီးတခြားမိသားစုဝင်တွေတောင်မသိတဲ့လူဝအခန်းတစ်ခုထပ်ရှိနေသေးတာကိုဒွန်းကတွေးမိသွားပြီးအကြံရသွားခဲ့ပါတယ်။ နောက်၃လကြာပြီးတဲ့နောက်မှာဆာရာက၁၈နှစ်ပြည့်ဖို့ရက်ပိုင်းပဲလိုတော့တာဖြစ်ပြီးတခြားသူတွေအပြင်သွားကြတာမို့အိမ်မှာဆာရာတယောက်တည်းရှိတဲ့အချိန်ဒွန်းကခိုင်းစရာရှိတယ်ဆိုပြီးဆာရာလိုအပ်မဲ့ပစ္စည်းတွေထည့်ထားတဲ့ပုံးကိုကူမခိုင်းခဲ့ကမြေအောင်လှုပ်ဝက်ခန်းထဲထိခေါ်သွားပြီးပိတ်ပစ်ထားခဲ့ပါတယ်ဆာရာကအာကုံအော်ပြီးအကူအညီတောင်းခဲ့ပေမဲ့အခန်းကအလုံးမို့ဘယ်သူမှမကြားနိုင်ခဲ့ပါဘူး။ ညာရောက်တော့အပေါ်မှာရှိတဲ့အမေနဲ့အမဖြစ်သူကစာသာပြောက်လို့စိတ်ပူနေခဲ့ကြပြီးတီတီငင်ငင်ဖြစ်နေတဲ့တွန်းကအရင်လိုပဲအပြင်ခိုးထွက်သွားတာဖြစ်မှာပေါ့လို့ပြောနေခဲ့ပါတယ်။အဲဒီလိုနဲ့တရက်ကုံသွားခဲ့ပြီးဒုတိယရက်မှာတော့စာသာကဒွန်းအထဲကိုဝင်လာတဲ့အချိန်ဘေးကိုဒွန်းကထွက်ပြေးဖို့လှုပ်ပေမဲ့လည်းအခန်းကလက်ဝက်နံပါတ်နဲ့တကားနှစ်ဆင့်ဖြစ်တာကြောင့်ဘလို့မှထွက်ပြေးလို့မရခဲ့ပါဘူး။ အဲဒီနောက်ဆာရာက "तू အဖေကိုဘာကြောင့်အခုလိုလှုပ်ရသလဲ"လို့မေးတဲ့အချိန်မှာဒီထဲမှာဆိုရင်အစားအစာကအစအသက်ရှူလာဆုံးငါခွင့်ပြုမှနေလုံခွင့်ရတော့မှဆိုပြီးဒွန်းကပြန်ပြောခဲ့ပါတယ်။အဲဒီနောက်ဆာရာကိုဒွန်းကပားရိုက်လိုက်ခါတမီးအရင်ဖြစ်သူကိုတောင်မရင်ကျင့်ခဲ့ပါတယ်။အပေါ်မှာတော့မိခင်ဖြစ်သူနဲ့အမကဆာရာအခုချိန်ထိပြန်မလာတာကြောင့်ရဲကိုခေါ်ကအမှုဖွင့်နေခဲ့ပါတယ်။ဆာရာတယောက်အစွမ်းကုန်နီလန်းရှာနေခဲ့ပြီးအတွေးထဲမှာတော့သူမကောင်လေးနဲ့အတူရှိခဲ့တဲ့အချိန်တွေကိုပြန်မြင်နေခဲ့ပါတယ် တရေဆာရာပေါ်မလာတာကြောင့်သူမကောင်လီခရစ်ကအိမ်ရှိကိုလာတဲ့အချိန်ဒွန်းကထွက်လာပြီးဆာရာကစတိဆိုတဲ့ကောင်လီနဲ့လိုက်ပြီးသွားကြအောင်လိန်ပြောခဲ့ပါလေ။အဲဒီလိုနဲ့မြေအောက်ခန်းထဲမှာ22ရက်ရှိလာခဲ့ပြီးဖြစ်ပြီးဆာရာရဲ့18နှစ်ပြည့်တဲ့ရက်ဖြစ်တာကြောင့်ဒွန်းကမြေအောက်ခန်းထဲကိုကိတ်ယူလာကမွေးနေ့လုပ်ပေးခဲ့ပါလေ။မွေးနေ့လက်ဆောင်အဖြစ်ဆက်စီကြကြခေါင်းဝန်တစ်ထည်ကိုပေးကာဝတ်ခိုင်းခဲ့ပြီးလူကျင်နာတစ်ခုတောင်းလို့ဒွန်းကပြောတာကြောင့်ဒီအောက်မှာနေရတာဘယ်အချိန်ရှိပြီမှမသိရတာကြောင့်ခမလေးကနာယီတလုံးတောင်းခဲ့ပါတယ်။ အရာဘီဆာရာကအဖေလို့ခေါ်တာကိုတွန်းလို့ပြောင်းခေါ်ခိုင်းခဲ့ကမရင်းထက်ကျင့်ပြန်ပါလေ38ရက်ကြာပြီးတဲ့နောက်ကောင်းမလေးကဒွန်းကိုတက်ဖို့ကြံစီခဲ့ပေမဲ့မအောင်မြင်ခဲ့တဲ့အပြင်ပြန်နှိပ်စက်တာခံခဲ့ရပါလေကောင်းမလေးလည်းဘလို့မှကြံစီလို့မရတော့တဲ့အဆုံးဒွန်းရဲ့အလိုကျနေခဲ့ရရှာပြီးတနစ်နီးပါးကြာသွားတဲ့အချိန်မှာဆာရာကဘိုက်တလုံးနဲ့ဖြစ်နေခဲ့ပါပြီ။ အဲ့ဒီလိုနဲ့ဆာရာဟာရုတ်တရက်ဘိုက်နာလာခဲ့ပြီးတယောက်တည်းပဲကလေးကိုရအောင်မွေးခဲ့ရကဖခင်အရင်ဖြစ်သူနဲ့ရခဲ့တဲ့ပထမဦးဆုံးသမီးလေးမွေးလာခဲ့ပါသည်။လေးနှစ်ကြာပြီးတဲ့အထိအပေါ်မှာရှိတဲ့ဆာရာရဲ့အမေကမျက်ရည်နဲ့မျက်ခွတ်ဖြစ်နေတုံးပဲဖြစ်ပြီးမြောက်ခန်းထဲမှာရှိတဲ့သမီးဖြစ်သူကတော့သမီးလေးမွေးထားတဲ့အပြင်နောက်တစ်ပိုက်တောင်ရနေခဲ့ပါပြီ။တွန်မြောက်ခန်းနဲ့သွားပြီးအခုလိုလုံနေတာကိုတော့ဘယ်သူမှသတိမထားခဲ့ကြပါဘူး။ တကယ်စာရမပါတဲ့မိသားစုဓမ္မင်းဝိုင်းမှာအမေဖြစ်သူကအလွတ်ဆုံးတော့ထပ်ငားကျင်ကြောင်ပြောနေခဲ့ပြီးဒုံကတော့ပိုက်ဆံနေဂုံနေပြီးမို့ထပ်အကုန်မခံတော့ဘူးပြောနေတာကြောင်စကားများခဲ့ကြပါလေခုနှစ်နှစ်ကြာပြီးတဲ့အထိမိခင်ဖြစ်သူကသူ့သမီးလေးရဲ့သတင်းလာမလားဆိုပြီးအိမ်အဝမှာထိုင်ဆောင်နေခဲ့ပေမယ့်မြေအောင်ခန်းကစာရကတော့နောက်ထပ်သားလေးတောင်မွေးထားခဲ့ပြီးဖြစ်ပါလေစာရကလေးရအရွယ်သာရောက်လာတာဘာကာကွယ်စည်းမှမထိုးရတဲ့အတွက်သမီးအကြီးလေးကမကြာခဏကျမကြီးဖောက်လေးရှိပါလေ အဲ့ဒါကြောင့်သူ့သမီးလေးကိုစီကံပြခြင်းကြောင့်မကြခဏပြောလို့ရှိပေမဲ့ဒွန်းကလက်မခံခဲ့ပဲဆေးသာတောက်ခွင့်ပေးခဲ့ပါတယ်။ညာအိယာဝင်တိုင်းကလေးတွေကပုံမြင်ပြောခိုင်းတာကြောင့်ဆာရာကသူ့ရဲ့ဘဝကိုပုံမြင်လောက်ခါအမြဲပြောလို့ရှိပါတယ်။တနေ့ခရစ်ကဆာရာအိမ်ကိုထွက်လာတဲ့အချိန်အမအဖြစ်သူအိမီနဲ့တွေ့ခဲ့ပြီးဆာရာပျောက်သွားပြီးတဲ့ကအဆက်အသွယ်မရတာကြောင့်ဒွန်းပြောခဲ့တဲ့ကောင်းလေးနောက်တစ်ယောက်နဲ့လိုက်ပြေးတယ်ဆိုတာတရင်အမအဖြစ်မှန်ခရစ်ကအခုမှသိခဲ့ရပါတယ်။ အဲဒီနောက်အေမီနဲ့သူမအမေတို့ကဆာရာနဲ့ပတ်သက်ပြီးခရစ်ကိုဘာလို့မဟုတ်တာတွေတွားပြောလိုက်တလဲဆိုပြီးဒွန်းကိုမေးတဲ့အပြင်ဆာရာပြောက်တာဟာသူမအဖေနဲ့ပတ်သက်လောက်တယ်ဆိုပြီးအေမီကထင်သွားပါတယ်။အဲဒီလိုဒွန်းတို့လင်မယားစကားများနေကြရင်ဒွန်းစီကမြေအောင်ခန်းတော့ကြနေခဲ့တာကိုအေမီကတွေ့သွားကမြေအောင်ခန်းကိုတွားကြည့်ခဲ့ပါတယ်။အေမီကမြေအောင်ခန်းထဲကိုရောက်တဲ့အချိန်ဟိုဟိုဒီဒီရှောက်ကြည့်ခဲ့ပြီးမြေဝတ်အခန်းကိုမတွေ့ခဲ့ပဲဒွန်းကရောက်လာခဲ့ပြီးအေမီကိုအော်လွတ်လိုက်ပါတယ်။ အထဲမှာတော့ဆာရာကနောက်ထပ်ကလေးတစ်ယောက်ထပ်မွေးနေခဲ့ရပြန်ပါပြီ။နောက်ထပ်ကလေးလေးကယောက်ျားလေးလေးဖြစ်ပြီးမြေအောင်ခန်းကချင်းချင်းလေးမှုတွန်လာတဲ့အချိန်ဒီကလေးကိုတော့အပေါ်ကိုတနည်းနည်းနဲ့ပို့ရအောင်ဆိုပြီးဆာရာကခွင့်တောင်းခဲ့ပါတယ်။တွန်လည်းအဆကငင်းနေပြီမဲ့ဆာရာကကလေးတစ်ယောက်ယော့သွားရင်ရှင်းကိုအချိန်ပို့ပေးလို့ရတာပေါ့ဆိုပြီးချွဲလိုက်တာကြောင့်တွန်လည်းလက်ခံပေးလိုက်ပါတယ်။ ။နောက်နေ့မနက်ရောက်တော့အိမ်ရှိမှကလင်းငိုတဲ့ကြားတာကြောင့်စာလာတဲ့အမေကလာထွက်ကြည့်ခဲ့ပြီးစာလေးတစ်စောင်ရောပါတာကြောင့်ဖတ်ကြည့်လိုက်တဲ့အချိန်မှာဒီကလေးဟာသူ့မေးဖြစ်ကြောင်းနဲ့စာလာကကလေးတယောက်ကိုပြိုးထောင်ဖို့ဝင်တဲ့အချိန်မရှိတာကြောင့်စောင့်ရှောက်ပေးဖို့မှားတာဖြစ်ပါလေ။စာရတဲ့အမေကတော့သူ့သမီးလေးမသေးဘူးဆိုတာသိကြတော့တာကြောင့်ဝမ်းသာမျက်ရည်ကျနေခဲ့ပါလိမ့်။ကန်ဆိုးတာကမြေအောင်ခန်းမှာပိတ်ခံထားရကြောင်းနောက်ထပ်စာလေးတစ်စောင်ထပ်ပါလာတာကိုအမေဖြစ်သူကမမြင်ခဲ့ပေဒုံကမြင်သွားခဲ့ပါလိမ့်။ အဲဒီလိုနဲ့အချိန်တွေလည်းကြာလာခဲ့ပြီးကလေးတွေလည်းအရွယ်ရောက်လာခဲ့ကြတာဆာလာကတော့နောက်ထပ်ကိုဝင်ဆောင်ထားရပြန်ပါလေတရအပြင်မှာမိုးတွေတဲထန်သာရွာနေခဲ့ပြီးမြောက်ခန်းတွေကိုမိုးယိုလာတာကြောင့် drop out ရှိလိမ့်မယ်ဆိုတဲ့အတွေ့နဲ့ဆာလာကအပေါ်ကိုစဖောက်ကြည့်ပါလေအပေါ်ကိုပေးလိုက်တဲ့ကလေးကတော့အရွယ်ရောက်နေပြီဖြစ်ပြီးအဖွားဖြစ်သူရဲ့အသေးကြော်ဖြစ်နေခဲ့ပါလေ။ ဆာရာကအပေါ်ကိုဆက်ပေါက်ကြည့်ပြီးဓမီနဲ့ထိုးကြည့်တဲ့အချိန်မှာအလင်းရောင်ကအပေါ်ကိုတက်လာတာကြောင့်လမ်းသွောလမ်းလာတယောက်ကမြင်သွားပြီးဒွန်းတို့အိမ်ကိုသွားကခမရတို့အိမ်မီးကမြေကြီးထဲကနေအလင်းရောင်ထွက်နေကြောင်းဒွန်းကိုသွားတရိပ်ပေးလိုက်ပါတယ်။အဲဒါကြောင့်ဒွန်းကချက်ချင်းပဲမြေအောင်ခန်းထဲကိုဆင်းကဆာရာကိုနှိပ်ဆက်ခဲ့တာကြောင့်လွယ်ထားရတဲ့ကိုဝန်တောင်ပြတ်ကျသွားခဲ့ရပါတယ်။တရဲဆာရာရဲ့ကလေးနှစ်ယောက်ကအပေါ်ကိုပို့လိုက်တဲ့ကလေးလိုပဲသူတို့လည်းအပေါ်သွားခြင်းကြောင့်ဝိုင်းစောတကတက်နေခဲ့တာကြောင့်ဆာရာလည်းစိတ်ထွက်ပြီးအကုပ်ပေါက်ခွဲခဲ့ပါတယ်။ အခုချိန်ထိဟိုးရင်ကသူမကောင်လေးခရစ်နဲ့ပျော်ရွှင်ခဲ့ကြတာကိုဆာရာကမျက်လုံးနဲ့ပြန်မြင်နေတော့ဖြစ်ပါတယ်။အဲဒီလိုနဲ့သူသားသမီးတွေလည်းအရွယ်ရောက်လာကြပြီမို့အကြောင်းစုံကိုရှင်းပြခြင်းတန်ပြီလို့တွဲကဒွန်းကမင်းတို့ရဲ့အဖေလည်းဖြစ်တယ်လို့သူ့ရဲ့အဖေအရင်လည်းဖြစ်တယ်ဆိုတာဆာရာကသူသားသမီးတွေကိုဖြစ်စဉ်အကုန်ရှင်းပြလိုက်ပါတယ်။နောက်ရဲ့ဒွန်းမြောက်ခန်းကိုလာတော့သူ့အမေကိုပြောဆိုနေတဲ့အတွက်ဆာရာရဲ့သားကဒွန်းကိုရန်လှုပ်ချင်နေတာကြောင့်ဆာရာကတားထားခဲ့ရပါတယ်။ နှစ်20ကြာတဲ့နောက်မှာဆာရာရဲ့သမီးအကြီးကအရန်နေမကောင်းဖြစ်နေခဲ့တဲ့အချိန်အပေါ်မှာတော့ဒွန်တို့ကပျော်ပွဲစားလုပ်နေကြပါတယ်။အနေညာဒွန်အထဲကိုရောက်လာတဲ့အချိန်မှာဆာရာကသူ့သမီးလေးစိတ်ယုံပြမှရတော့မယ့်အခြေအနေဖြစ်တာကြောင့်စိတ်ကန်းပြဖို့ခွင့်တောင်းနေပါတယ်။အစကတော့ဒွန်ကဘလို့မှလက်မခံပေးခဲ့ပေမယ့်တရားဝန်တွေကိုဘာမှမပြောဘူးလို့ဆိုကာဆာရာကဂရိပေးလိုက်တာကြောင့်ဒွန်ကလက်ခံပေးလိုက်ပါတယ်။ဒါပေမဲ့ဆာရာနဲ့သူ့သမီးကိုပဲအပြင်ခေါ်ထုတ်သွားပြီးကျန်တဲ့ကလေးတယောက်ကိုမြေအောက်ခန်းထဲမှာပဲပိတ်ထားခဲ့ပါလေ။ ဆေးရုံကိုရောက်တော့ကလေးမလေးကအေးပေါ်အချင်းနေရောက်နေခဲ့ပြီးအသက်လူနေခဲ့ရပါတယ်။ဆာရာကတန့်စင်ကန်သွားခြင်းကြောင့်ခွင့်တောင်းပေမဲ့ဒွန်ကလက်မခံလို့မသွားခဲ့ရပါဘူး။ဒါပေမဲ့ဒွန်ကဆရာဝန်စီခဏသွားတဲ့အချိန်ဆာရာကထသွားခဲ့ကဆရာဝန်မတယောက်ကိုသူမအကြမ်းဖက်ခံနေရတယ်ဆိုတာပြောပြီးအခုညီတောင်းလိုက်ပါတယ်။ဖိနာမှာရဲတယောက်လည်းအစင်းသိရှိနေပြီမို့ဒွန်ဖန်းခံလိုက်ရပါတော့တယ်။ နောက်ပြီးမြေအောက်ခန်းမှာကျန်နေကြတဲ့ကလေးလေးလည်းအောက်ဆီဂျင်ပြတ်ပြီးတေလူမတက်ဖြစ်နေတဲ့အချိန်ရဲတွေကအချိန်မီသတင်းရသွားတာကြောင့်ကန်ကောင်းသွားခဲ့ရပါတယ်။မြေအောက်ခန်းကတဲထုတ်ခဲ့တဲ့ကလေးကိုကြည့်ကစာရာရဲ့အမေဟာအန်းအန်းတင့်နေခဲ့ပါတော့တယ်။နောက်ဆုံးမှာဖခင်ဇိုးဝုကနေစာရာတို့မိသားစုလည်းလွတ်မြောက်သွားခဲ့ပါတယ်။အဲဒီသတင်းကိုကြားခဲ့တဲ့စာရာရဲ့အချစ်ဦးခရစ်ရောက်လာခဲ့ပြီးနေ့20လုံးလုံးဝေးခဲ့ရတဲ့သူတို့အချစ်သူနှစ်ဦးလည်းဖြစ်ခဲ့သမျှတွေဘာမှမတွေးဘဲပြန်ပေါင်းဖက်သွားခဲ့ကြပါတယ်။ အခုလိုဖခင်မျိုးမရှိနိုင်ဘူးလို့တွေးနေပေမဲ့လည်းအခုဇက်လန်လီကတကယ်ဖြစ်ရမှန်ကိုရိုက်ပြထားတဲ့အတွက်ဘာပြောရမှန်းကို မသိတော့ပါဘူးခင်ဗျာအဆုံးထိကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ